ညီလေးညီမလေးတို့ရေဒီနေ့ပြောပြပေးမယ့်ပုံပြင်လေးကတော့ယုံညက်လိုက်အပြေးပြိုင်ခွေလေးအကြောင်းဖြစ်တယ်။ဟိုးရှေရှေတုန်းကတောက်အုပ်တစ်ခုထဲမှာယုံကလေးနဲ့လက်ကလေးတွေအခြေတင်စကားများနေကြတယ်။ယုံကလေးကလက်ကလေးကိုမင်းကတအားညှိခွေတာတဲ့အတော့မကြဘူးလို့ပြောဆိုပြီးလောင်ပြောင်တယ်။ယုံကလေးကမိမိအပြေးမြန်လာကိုထုတ်ဖော်ကြွားကြလို့လက်ကလေးကိုအပြေးပိုင်ဖို့စိန်ခေါ်လိုက်တယ်။လက်ကလေးကလည်းယုံကလေးလောင်ပြောင်တာမခံနိုင်လို့စိန်ခေါ်တာကိုလက်ခံလိုက်တယ်။ ယုံနဲ့လိုက်တော့လာတော်ရင်ဘတ်တော်လီတွေရှိမှအပြေးပြိုင်မှုပြင်ကြတယ်။ထိုင်းလူကြီးကတော့ပညာရှိဇီးခွက်ကြီးပေါ့။ယုံကလေးကပြိုင်ခွဲစတာမဲ့အလင်းမှန်ပြေးထွက်သွားတယ်။လေကလေးကတော့ဖြည်းဖြည်းမှန်မှန်လေးပြေးတယ်။ယုံကလေးကပြီးလွားလာပြီးလမ်းတဝက်ရောက်တော့လေကလေးပါမလာဘူးဆိုတာသိပြီးအရေးကောင်းကောင်းရရဲ့တပင်ကြီးတပင်အောင်မှာအနားယူရင်းတရည်တမောအိတ်နေလိုက်တယ်။လေကလေးကတော့ဖြည်းဖြည်းမှန်မှန်နဲ့ဇွဲမလျှော်ပဲ ပြန်ပွဲဝင်နေတော့မှာပဲယုံကလေးအိပ်ပျော်နေတော့လေးကလေးကယုံကလေးကိုကြော်ဖြတ်သွားတယ်ယုံကလေးကတော့အဲ့လိုကောင်းနေတော့ပေါ့ယုံကလေးလက်နော်လာဒီပန်းဝင်ခြင်းကိုကြည့်လိုက်တော့လေးကလေးကပန်းဝင်ကနီးဖိနေတာကိုတွေ့လိုက်ရတယ်ယုံကလေးကအမြန်ထားပြေးပြင်မမှီတော့ဘူးကွယ်လေးကလေးဟာပန်းဝင်သွားပြီးအပြည့်ပြိုက်ပွဲမှာအနိုင်ရရှိသွားတာပါတော့တယ်အနိုင်ရရှိသူလေးကလေးကိုပညာရှိဇီးကွက်ကြီးနဲ့ တော်တွင်သလွားလေးလေးကဝိုင်းဝန်းချီကျူးကြပါတယ်။ယုံကလေးဟာလည်းမိမိအမားကိုတည်ရှိပြီးလေးကလေးကိုဂုံပြုတ်ကမိမိအမားအတွက်စင်ကြင်နေမိပါတော့တယ်။ညီညီမလေးတို့ရေဒီပုံမင်လေးကနေတင်ကန်းစာယူနိုင်တာကတော့တလွဲမှန်မှန်တည်းမထားရဘူး။ဇွဲလုံးလားရှိလင်မိသည်အခက်ခဲမဆိုကြော်ဖြတ်နိုင်တယ်။တပားသူကိုအထင်မသေးရဘူးဆိုတဲ့တင်ကန်းစာတွေရနိုင်ပါလေကွယ်။ညီညီမလေးတို့ရော ပုံမြင်နားထောင်ပြီးဖြစ်ပေါ်လာတဲ့ခံစားမှုလေးတွေကို comment လေးခဲ့လို့ရတယ်နော်